ကျွန်တော်တို့ဒီရပိုင်းတရင်လေးခက်ဆိတ်ဆိတ်ကြားလာတယ်ပေါ့နော်အဲ့ဒါကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပေါ်တိုဂိုမာကော့စတာနဲ့တဘောတူညီမှုရလာပြီဆိုတဲ့အကြောင်းလေးပေါ့အဲ့တော့ကျွန်တော်တို့ဘာလို့အဲပေါ်တိုဂိုမာကော့စတာကိုခေါ်ရမှာလဲဆိုရင်မေကွန်လေးဖြည့်ပြဖို့လိုအပ်နေပြအဓိကကဘာလို့လဲဆိုလို့ရှိရင်အဲရာဆန်ကြောင့်ပြအဲရာဆန်က ဒီပြီးခဲ့တဲ့နေရာတွေကဆိုလို့ရှိရင်အတင်းပြောင်းမယ်ဆိုပြီးတော့ဒါတင်းတွေထွက်ခဲ့တယ်ပေါ့နော်တကယ်လဲသူပြောင်းဖို့လုပ်ခဲ့တယ်ပြောင်းရွှေ့ကြည့်တဘောတွင်ကြီးမှုမရခဲ့လို့ဒါကျွန်တော်တို့ဒါအဲရဆန်ကမန်စီးတင်းမှာဆက်ရှိနေတာပေါ့နော်အဲရုံကဆိုလို့ရှိရင်ကျွန်တော်အဲရဆန်ထွက်လို့ရှိရင်ဒီအိုဒီဂါကိုနံပါတ်1ဂူရမနေရာမှာရောက်ထားမယ်ဆိုပြီးတော့ဂွာရီလာကိုရိုင်းကျွန်တော်ပြောခဲ့တာမျိုးရှိတယ်အဲ့တော့ အရာဆန်ထွက်ခဲ့ ODK ဂရုမဖြစ်မှာပေါ့ဗျာဒါပေမဲ့အရာဆန်ကမထွက်ခဲ့ဘဲနဲ့မန်စီးတီးမှာတရားရီဆက်ရှိနေခဲ့ပေါ့နော်အဲ့တော့ဒီရီမှာတော့အရာဆန်ထွက်ဖို့ကပို့ပြီးတော့နီးဆက်လာပြီဗျဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့မန်စီးအတင်းရဲ့ဒါပြောင်းလဲချိန်တက်ပြီပေါ့နော်ဒီရီမှာရလက်တွေဆိုးရွားနေတဲ့အတွက်ကျွန်တော်တို့ဒါအတင်းရဲ့ကစားသမားတွေကိုရောင်းထုတ်ဖို့အလားအလာရှိတယ်အဲ့တော့ အဲ့ထဲမှာအဲဒါဆန်လည်းပါတယ်ပေါ့နော်အဲ့တော့အဲဒါဆန်ကလည်းဒါသူ့ရဲ့အသက်အရွယ်နဲ့ဆိုလို့ရှိရင်ဒါ sorry မှာငွေသွားရှာကျင်တယ်ဗျာဘရာဇီးဒမာဘရာဇီးကစားသမားတွေရဲ့ထုံးစံတိုင်းပေါ့နော်ကျွန်တော်တို့တကြည့်လာလို့ရှိရင်ငွေရှာမယ်အော်ဘာပဲဖြစ်ဖြစ်တို့ရဲ့ဒီဘောလုံးသမားမလုပ်တော့တဲ့အချိန်ကြလို့ရှိရင်ဘောလုံးဘောလုံးသမားဘွားကနေပြီးတော့အနားယူလို့ရှိရင်တော့ကျွန်တော်တို့ဒါတို့တို့အတွက်ဟိုလုံလောက်တဲ့ငွေကြေးမျိုးပိုင်ဆိုင်နေတဲ့အတွက် sorry ကိုသွားမှာပဲဗျာဒီကြရအဲ့တော့အဲ့ဒါဆန်ထွက်လိုက်မယ်အဲ့တော့အဲ့ဒါဆန်ထွက်ပြီဆိုရင်ကျွန်တော်တို့ costa ကိုခေါ်ကိုခေါ်လိုက်မယ်ဗျာအဲ့တော့ costa ကဘလို့ရီချင်းမျိုးရှိလဲ costa ကအဲ့ဒါဆက်နေအောင် က်ရိုက်အစားထိုးနိုင်လားလို့ဒါမေးစရာမေးခွန်းရှိလာရပါတော့အဲ့တော့ကော့စတာဒီအဲရာဆန်လောက်ပြောမယ်ဆိုဘောလုံးပေးပူးမှုပိုင်းမှာအရင်တော့မကောင်းဗျာဆိုလိုတာအဲရာဆန်လောက်မကောင်းဒါပေမဲ့လက်ရှိမော်ဒန်ဘောလုံးလောကမှာတော့အဲရာဆန်တော့မကောင်းပေမဲ့လက်ရှိဘောလုံးလောက်ကမှာတော့ကျွန်တော်လက်ခံပေးလို့ရရပါတော့နော်ရှီတင်ရှီတိုက်တဲ့ဒါပေးပို့မှုမျိုးတော့ကော့စတာပေးနိုင်တယ်ဗျာ တေးကြရဲကျွန်တော်တို့အရာဆန်ကြီးခဲ့ရတဲ့အတွက်ဗျာအရာဆန်ရဲ့ဘလုံးပေးပူးမှုတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အတွက်ဒါကော့စတာကိုပြန်ကြည့်ရတာတော့တမျိုးကြီးဖြစ်နေလိမ့်မယ်ဗျာဟိုဘယ်လိုပြောရမလဲဒီ အဲ့ဒါဆန်လောက်မကောင်းတော့ခါကြတော့ဒါကော့စတာနည်းနည်းမလုံလောက်ဘူးလို့ထင်ရလိမ့်မယ်ဒါပေမဲ့ကော့စတာမှာလက်ရှိမော်ဒန်ဘောလုံးလောကမှာဂရုမာတယောက်မှာရှီတင်ရှိလိုက်တဲ့ဒါဘောလုံးပေးဖို့မျိုးသူ့မှာအပြေအဝရှိတယ်ဗျာအဲ့တော့ကျွန်တော်တို့အတွက်ကတော့ဒါအဆင်ပြေတယ်ပြီးရင်ကျွန်တော်ပို့ပြီးတော့ကောင်းတာကအဲ့ဒါဆန်မှာအဲ့ဒါဆန်ကပြောမယ်ဆိုပနတီကာဝယ်မှုပိုင်းနေမှာအရင်အလောက်ကြီးမကောင်းဗျာပြီးလို့ရှိရင်ကျွန်တော်တို့ဒီကိုကာဝယ်မှုပိုင်းမှာလည်းပြောရမယ်ဆိုဝေါ်ကလပ်မဟုတ်ဘူးလို့တောင်ကျွန်တော်ပြောလို့ရတယ်ဗျာဒါပေမဲ့အဲ့ဒါဆန်ကကောင်းတဲ့ဂရုမာဆိုတာကျွန်တော်လက်ခံပြလို့ရတယ်ဒါပေမဲ့ကော့စတာကတေးကြတယ် ုံးဝ workless ကာဝယ်မှုမျိုးကြီးလဲကာဝယ်နိုင်လို့ penalty ကာဝယ်မှုဘိုင်းနေမှာလဲတော်တော်ကိုကောင်းတယ်လို့ပြောလို့ရတယ်ဗျာအဲ့တော့ဘာပဲဖြစ်ဖြစ် Ederson ထွက်သွားလို့ရှင် Costa ဝင်လာရင်တော့ကျွန်တော်တို့အရင်လိုဘောလုံးပေးဖို့မှုမျိုးတွေတော့မြင်ရမှာမဟုတ်တော့ပြီမဲ့ဒါကျွန်တော်တို့ဂိုးကာဝယ်မှုဘိုင်းမှာတော့ကျွန်တော်တို့ခက်ခက်ခဲခဲတွေ ဟိုဘယ်လိုပြောလဲကာကွယ်ပုတ်ထုတ်တာမျိုးတွေကျွန်တော်မြင်လာရဖို့ရှိတယ်ပေါ့နော်အဲ့တော့လက်ရှိချိန်မှာတော့တရားဝင်တရင်တွေတော့မထွက်ပွေတော့ပေါ့နော်စိတ်ချရတဲ့တရင်တွေကမဟုတ်သေးဘူးလက်ရှိချိန်မှာပြောရမယ်ဆိုတော့ဒီတရင်လေးတွေခက်စိတ်စိတ်ထွက်လာတာမျိုးတွေပဲရှိတယ်အဲ့တော့တရားဝင်တရင်ထွက်ဖို့ဆိုရင်လည်းအဲ့လိုခက်စိတ်စိတ်တရင်လေးတွေအရင်ထွက်တယ်ပြီးတော့မှကျွန်တော်တရားဝင်တရင်ဌာနတွေတရားဝင်တရင်တောက်တရားနေပြီးတော့ပြောတာမျိုးရှိတယ်အဲ့တော့ကော့စတာရာရောက်လာခဲ့လို့ရှိရင်တော့ကျွန်တော်မက်ဆီတင်ကတော်တော်ကြီးကိုကောင်းသွားမှာပါအဲ့တော့လာမယ့်ယာရီအတွက်ကတော့ကျွန်တော်ကော့စတာရောက်လာဖို့မျှော်လင့်နေအဲ့ဒါဆန်ကတော့ကျွန်တော်တို့ထွက်ဖို့လို့များတယ်အဲ့တော့အော်ဒီဂါကိုစာ ကြောင့်တတန်းထပ်တို့ပြီးတော့ကော့စတာကိုခေါ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ messaging တော့ကတော့ဒါဘာပဲဖြစ်ဖြစ်ဖလားတွေပြန်ပြီးတော့မျောလင်းွက်ရှိလာမယ်ပေါ့နော်အဲ့တော့ကော့စတာရောက်လာခဲ့ရင်ညီကူတို့ကဘယ်လိုမြင်လဲတကယ်လို့ကော့စတာကိုကျွန်တော်တို့မတိတဲ့ညီကိုတွေကတော့ကျွန်တော်တို့ဒီကိုကော့စတာဆိုပြီးတော့ပေါ်တိုဂရူမာရဲ့စကေးတွေကိုတွားကြည့်လို့ရပါတယ်လို့နော်အဲ့တော့ကော့စတာကိုရောက်စေချင်လားမရောက်စေချင်ဘူးလားကွန်မန့်မှာတစ်ချက်လောက်ရေးထားပေးခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဗျာ